င်္ဂလာပါရှင်ဇွန်လ30ရက်တနင်္လာနေ့ရွှေရံကုန်ရဲ့အသိမှတ်ဖွယ်ရသတင်းကဘာကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဥစားတင်ဆက်မဲ့သတင်းကတော့အမေရိကန်နဲ့အစ္စရေးရဲ့ပုံစံတိုက်ခိုက်မှုကြောင့်နျူကလ িয়ার နယ်မြေတွေစိုးဝါးစွာပျက်စီးခဲ့တယ်လို့အီရန်ဝန်ခံတဲ့သတင်းဖြစ်ပါတယ်မကြာသေးမီကအမေရိကန်နဲ့အစ္စရေးရဲ့ပုံစံတိုက်ခိုက်မှုတွေကြောင့်အီရန်နိုင်ငံရှိနျူကလ িয়ার နယ်မြေတွေစိုးဝါးစွာ ထိခိုက်ပျက်စီးခဲ့တယ်လို့နိုင်ငံသားဝင်ကြီးအဘတ်အရာချီကဝန်ခံလိုက်တယ်လို့ဆိုပါတယ် ထိခိုက်ပျက်စီးမှုအကဲဖြတ်ခြင်းကိုအီရန်အနုမြူဆိုင်အဖွဲ့အစည်းကစာဝန်နေတယ်လို့၎င်းကနိုင်ငံပိုင်ရုပ်သံလွှဲဌာနတစ်ခုသို့ပြောပါရယ်။လေကြောင်းတိုက်ခိုက်မှုတွေကြောင့်တိုင်းပြည်ရဲ့နျူကလ িয়ার အစီအစဉ်တွေမပြတ်စီခဲ့ဘူးလို့အစောပိုင်းမှာအီရန်ဦးဆောင်အယာဒိုလာခါမီနီကပြောကြားခဲ့ပါရယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဘုံကျဲတိုက်ခိုက်မှုတွေရဲ့တည်ရောက်မှုကိုခြေကားပြောဆိုခဲ့တယ်လို့ဇွန်လ3ရက်မှာစတင်ခဲ့တဲ့အစ္စရေးနဲ့စစ်ပွဲနောက်ပိုင်းပုံအောင်နေခဲ့တဲ့ခါမီနီကဆိုပြီးအမေရိကန်နဲ့အစ္စရေးအပေါ်အောင်ပွဲရခဲ့တယ်လို့ကြေညာခဲ့ပါတယ်။ အမေရိကန်နိုင်ငံနဲ့နျူကလ িয়ার ဆွေးနွေးပွဲတွေပြန်လည်စတင်ဖို့အစီအစဉ်တွေမရှိတဲ့အပြင်အစ္စရေးကတိုက်ခတ်မှုတွေစတင်ချိန်မှာ6ချိန်မြောက်ဆွေးနွေးဖို့စီစဉ်ထားတာကိုဖျက်သိမ်းခဲ့တယ်လို့အဘတ်အရာချီကပြောကြားကြောင်းသိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့တန့်စင်ပြီးသားယူရီနီယံများလအနေငယ်အတွင်အီရန်ထတ်ထုတ်နိုင်မယ်လို့ကုလပြောကြားတဲ့သတင်းဖြစ်ပါတယ်။ အမေရိကန်နဲ့အစ္စရေးတို့ရဲ့တိုက်ခိုက်မှုများကြောင့်၎င်းတို့ရဲ့နျူကလ িয়ার စခန်းအများအပြားပျက်စီးသွားခဲ့တယ်လို့လက်အနေငယ်အတွင်မှာပဲတန်းစင်ပြီးသားယူရေနီယံများကိုအီရန်ကထပ်မံထုတ်လုပ်နိုင်လိမ့်မယ်လို့ကုလသမဂ္ဂနျူကလ িয়ার စောင့်ကြည့်စစ်ဆေးရေးအဖွဲ့အကြီးကရာဖီကရော့စီရဲ့ပြောကြားချက်ကိုကူကားပြီးအမေရိကန် CBS သတင်းဌာနကဖော်ပြထားကြောင်းသိရပါဗျ။နျူကလ িয়ার လက်နက်တိစောက်ခြင်းမှ တားဆီးရန်ရည်ရွယ်တယ်လို့ဆိုက အီရန်နျူကလ িয়ার နဲ့စစ်စခန်းများအားဇွန်လ23ရက်နေ့မှာစလို့အစ္စရေးကလေကြောင်းစစ်စီရေးကိုစတင်ခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမူအီရန်နျူကလ িয়ার အစီအစဉ်အားဆယ်စုနှစ်များစွာနှောင့်နှေးစေခဲ့ကြောင်းပြောကြားခဲ့ပါတယ်။အချို့စခန်းများမှာအကောင့်တိုင်းကြန့်ရှိခဲ့ကြောင်းနိုင်ငံတကာအနုပြုဆိုင်အေဂျင်စီ IAEA အကြီးအကဲမစ္စတာဂရော့စီကပြောပါတယ်။ လာအနေငယ်အတွင်မှာပဲအချို့တန့်စင်ဆက်တွေလဲပတ်ပြီးတန့်စင်မိသားစုရိနီယံတွေထွက်လာလိမ့်မယ်လို့ပြောချင်ပါတယ်ဟုထွက်ပေါ်လာသောအင်တာဗျူးကောက်နှုတ်ချက်များတွင် Grossy ကဆူထားကြောင်းလည်းသိရှိရပါတယ်ရှင်။ထမှန်နဲ့ဆက်မဲ့တဲ့ရင်ကတော့စနေရကြာစစ်ပွဲတွင်တေဆုံခွဲသူများအတွက်အီရန်တွင် စပနာကျင်းပတဲ့တဲ့ရင်ဖြစ်ပါတယ်။ အစ္စရဲနယ်ဖြစ်ပွားခဲ့တဲ့စစ်နယ်ကြားစစ်ပွဲအတွင်းတေဆုံးခဲ့သူစစ်တပ်ခေါင်းဆောင်တွေနဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေအတွက် နိုင်ငံတော်အဆင့်စာပနာကိုဇွန်လ28ရက်မှအီရန်ကကျင်းပခဲ့တယ်လို့သိရပါတယ်အီရန်ဒေါ်လာရေးအဆောင်တရေတမှုဟိုဆိုင်စလာမီအပါအဝင်စနရကြားစစ်ပွဲအတွင်းအစ္စရေးလေးချောင်းတိုက်ခိုက်မှုတွေကြောင့်သေဆုံးခဲ့တဲ့အီရန်စစ်ဘကောင်ဆောင်တွေနဲ့သိပ္ပံပညာရှင်60လောက်အတွက်စာပနာပွဲပြုလုပ်ကြပါဘူး။ ဒီစပနာခန်းနာကိုအီရန်ပြည်သူအများအပြားတယောက်ခဲ့ပြီးအစိုးရရှုံးတွေကိုလည်းမနေ့ကပိတ်ပေးခဲ့ပါတယ်။အခန်းအနာကိုအီရန်သမ္မတနဲ့အီရန်နိုင်ငံခြားရေးဝန်ကြီးအရချီအပါအဝင်အီရန်အစိုးရတာဝန်ရှိသူအများအပြားတယောက်ခဲ့ပါတယ်။ပြီးခဲ့တဲ့စနေရက်ကျစစ်ပွဲအတွင်းအီရန်မှာလူပေါင်း629ဦးသေဆုံးခဲ့ပြီးအစ္စရေးဘက်မှာတော့28ဦးသေဆုံးခဲ့တယ်လို့နိုင်ငံအာဏာပိုင်တွေက ထုတ်ပြန်ထားကြောင်းလည်းသိရပါပါတယ်ရှင်။ နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ထိုင်းဝင်ကြီးချုပ်ပေတုံတန်ကိုရှာတူမထွက်ရန်တောင်ဆူဆန္ဒပြမှုများဘန်ကောက်မြို့တွင်ဆက်လက်ဖြစ်ပွားတဲ့သတင်းဖြစ်ပါတယ်။ထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံတို့အကြားနေဆက်အငင်ပွားမှုကြောင့်တင်းမာနေကြချိန်မှာပဲကမ္ဘောဒီးယားဝင်ကြီးချုပ်ဟောင်းလက်ရှိအထက်လူတော်ဥက္ကဋ္ဌဟွန်ဆန်နဲ့ဖုံပြုံမှုပေါကြားလာအပြီးမှာထိုင်းဝင်ကြီးချုပ်ပေတုံတန်ကိုရှာတူမထွက်ဖို့တောင်ဆူဆန္ဒပြမှုတွေကဇူလ28ရက်မှာလဲဘန်ကောက်မြို့မှာဆက်လက်ဖြစ်ပွားကြောင်းသိရပါတယ်။ ဒါက2023ခုနှစ်မှာဖြူထိုင်းပါတီအာဏာရပြီးတဲ့နောက်အကြီးမားဆုံးသော လူထုလှုပ်ရှားမှုကြီးဖြစ်ခဲ့တယ်လို့သိရပါဗျ။ဆန္ဒပြသမားတွေကဗန်ကောက်မြို့အတွင်းနနပိုင်းတွေကစုဝေးခဲ့ကြပြီး Victory Monument ကြောက်တန်းဘေးကခြိတက်ခဲ့ကြတယ်လို့ဆိုပါတယ်။ပေတုံတန်ကတော့ကျမအနေနဲ့ဆန္ဒပြမှုတွေအပေါ်စိုးရိမ်မှုမရှိပါဘူးဒါကပြည်သူတွေရဲ့အခွင့်အရေးပါဒါကိုကျမကတုံ့ပြန်နှိမ်နင်းမှလည်းမဟုတ်ဘူးလို့ပြောခဲ့ပါဗျာ ဒီလိုပြည်တွင်းမှာအကြအတဲနဲ့ရင်ဆိုင်နေရချိန်မှာပဲထိုင်းနိုင်ငံနဲ့ဆက်ဆံရေးတင်းမာနေတဲ့အိန္ဒိယကမ္ဘောဒီးယားနိုင်ငံမှာအထက်လူတော်ကထာဟွန်ဆန်ကကမ္ဘောဒီးယားအနေနဲ့ကိုကိုကိုကောက်ွယ်ဖို့အခွင့်အရေးရှိပြီးကမ္ဘောဒီးယားပိုင်နယ်နယ်မြေကိုတင်ပိုက်ဖို့ရည်ရွယ်ချက်နဲ့ကြိုကြော်လာခဲ့ရင်လက်တုံပြန်သွားမယ်လို့ထိုင်းဆိုရာကိုဆွန်လ29ရက်မှာအတည်ပြုပြောကြားခဲ့ပါတယ်။ဟွန်ဆန်ကကမ္ဘောဒီးယားမှာ ဘန်ကောက်အထိရောက်နိုင်တဲ့လက်နက်တွေပိုင်ဆိုင်ထားပေမဲ့အမျိုးသားကာကွယ်ရေးအတွက်ပဲဦးစားပေးပြီး ထိုးစစ်ဆင်တိုက်ခိုက်ဖို့အရွယ်ချက်မရှိပါဘူးလို့လည်းပြောခဲ့ပါတယ်။ကမ္ဘာနိုင်ငံ145နိုင်ငံမှာထိုင်းစစ်အင်အားကအစင်25ရှိပြီးကမ္ဘောဒီးယားကအစင်95မှာပဲရှိပါတယ်။စည်ရင်အရာအရာထိုင်းနိုင်ငံကအဖက်ဖက်သားပဲမဲ့ဒုံးကျည်ပြလွတ်တဲ့လက်နက်ပစ္စည်းတွေမှာတော့ကမ်ဘောဒီးယားက463ခုထိုင်းနိုင်ငံက26ခုပဲရှိတော့ ဟွန်ဆန်ကဒီရဲ့ချက်ကိုအပေါ်စီးယူပြောနေရလို့ယူဆထားကြောင်းလည်းသိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့မြန်မာ၁၀ဦးနဲ့တရုတ်၅ဦးဆက်လက်နဲ့ပြည်စီတွေနဲ့အတူထိုင်းမှာဖမ်းမိတဲ့တဲ့င်းဖြစ်ပါတယ်။ထိုင်းနိုင်ငံချွန်ပူရီခရိုင်ဗန်ပြူဒေသကစေယုံတခုမှာနိုင်ငံသားသား15ဦးကိုစစ်ဘက်ဆိုင်ရာလက်နက်ခဲယမ်းကြီး200ကျော်နဲ့အတူထိုင်းအာဏာပိုင်တွေကဖမ်းဆီးရမိခဲ့တယ်လို့ထိုင်းသတင်းဌာနကာရိုဆော့ကဖော်ပြထားပါတယ်။ ထိုင်းစုံစမ်းစစ်ဆေးရေးဘျူရို CIB လူကုန်ကူးမှုတပ်ဖြတ်ရေးအဖွဲ့ ACTPD နဲ့အလုသမာဦးစီးဌာနတာဝန်ရှိသူတို့ကဇွန်လ28ရက်မှာချင်ပူရီခရိုင်နယ်ကတန်တရားရှိတဲ့နေရာတွေကိုဝင်ရောက်စစ်ဆေးခြင်းမြန်မာနိုင်ငံသား10ဦးနဲ့တရုတ်လူမျိုး9ဦးတို့ကိုစစ်ဖက်သုံးလက်နက်ခဲယမ်းကြီးတွေနဲ့အတူဖမ်းဆီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ထိုင်းအနာပိုင်တွေကဆက်ယုံအတွင်ဝင်ရောက်စစ်ဆေးခြင်းအခန်းတစ်ခုအတွင်းပလတ်စတစ်ပုံနဲ့ထည့်ထားတဲ့ point 22G 9တောင်း 5.46လုံးပြူကြီး26တောင်း9မမပစ္စတိုကြီး22တောင်း5.45 6လုံးပြူကြီး18တောင်း 5.56G 132တောင်းအပါဝင်အခြားစစ်ပတ်ဆိုင်ရာခရမ်းကြီးအများပြားကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ဖန်စီရရှိခဲ့တဲ့နိုင်ငံသား15ဦးကို ထိုင်းအာဏာပိုင်တွေကတရားစွဲဆိုထားတယ်လို့လည်းသိရှိရပါတယ်ရှင်။ ရသေးများရှင်ကျမတို့ရွှေကုန်မီဒီယာကနေအီရန်နဲ့အစ္စရေးတို့ရဲ့တိုက်ပွဲသတင်းများအပါအဝင်နိုင်ငံတကာရဲ့ထူးခြားဖြစ်စဉ်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ထုတ်လင့်တင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များကိုကျေးဇူးတင်ရှိပါတယ်ရှင်။